5စက္ကန့်လောက်သာအောက်ဆီဂျင်ပျောက်ဆုံးသွားခဲ့ရင်အလုံးမင်္ဂလာပါပရိသတ်ကြီးအနေနဲ့5စက္ကန့်လောက်အသက်အောင့်ကြည့်လိုက်မယ်ဆိုရင်ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲထိခိုက်သွားနိုင်လဲဘာမှကြီးကြီးမားမားမခံစားရဘူးနော်ဒါပေမဲ့ကဘာကြီးပေါ်ကနေ5စက္ကန့်လောက်အောက်ဆီဂျင်ပျောက်ဆုံးသွားရင်တော့ထိမှန်မှန်သားပြဿနာအကြီးကြီးတွေဖြစ်ပေါ်နိုင်ပါတယ်ကဘာပေါ်ကနေအောက်ဆီဂျင်ကထာဝရမဟုတ်ဘဲ5စက္ကန့်လောက်လေးပဲပျောက်ဆုံးသွားမယ်ဆိုရင်လေရုကဘာတွေပြောင်းလဲသွားနိုင်တယ်လဲ ။ပတ်ဝန်းကျင်ကရောဘာတွေပြောင်းလဲသွားနိုင်တယ်လဲ။ဒါတွေကိုဒီနေ့ဗီဒီယိုမှာအံ့ဩစရာမြင်တွေ့ရမှာဖြစ်ပါတယ်။ပရိသတ်ကြီးအသက်ကိုဝဝလေးတစ်ချက်လောက်ရှူကြည့်လိုက်ပါဦး။ဘလောက်တောင်ကျေနပ်စရာကောင်းလိုက်လဲနော်။အခုပရိသတ်ကြီးရှူသွင်းလိုက်တာကတော့အောက်ဆီဂျင်ဖြစ်ပါတယ်။ကမ္ဘာလေထုထဲမှာအောက်ဆီဂျင်က27ရာခိုင်နှုန်းပါဝင်ပြီးနိုက်ထရိုဂျင်က88ရာခိုင်နှုန်းအထိပါဝင်ပါတယ်။အောက်ဆီဂျင်ကလေထုထဲမှာပမာဏအများဆုံးပါဝင်တာမဟုတ်ပေမဲ့အရေးကြီးဆုံးဓာတ်ငွေဖြစ်နေပါတယ်။ အောက်ဆီဂျင်မရှိပဲအပင်နဲ့တလိပ်ဆန်တွေမရှင်သန်နိုင်ကြသလိုရေလည်းမရှိနိုင်တဲ့အတွက်ဒီနေ့ခေတ်ရဲ့လူသားတွေလည်းတရှိနိုင်မှာမဟုတ်ပါဘူး5စက္ကန့်ဆိုတာဘယ်လောက်မှကြာတာမဟုတ်ပါဘူးလူအများစုကအနည်းဆုံးစက္ကန့်30လောက်ထိအသက်အောင်ပြီးနေနိုင်ကြပါတယ်ခန္ဓာကိုယ်မှာလည်းဘာထိခိုက်မှုမှမရှိပဲပုံမှန်အတိုင်းဆက်လက်ရှင်သန်နိုင်ကြပါတယ်ဒါပေမဲ့လည်းကဘာကြီးအတွက်ကတော့5စက္ကန့်လောက်ကလေးနဲ့ရင်အရာအလုံးပြောင်းလဲသွားနိုင်ပါတယ် ကမ္ဘာလေထုထဲမှာအောက်ဆီဂျင်5စက္ကန့်လောက်ပြုတ်ဆုံးသွားပြီဆိုတာနဲ့ကမ္ဘာအခမ်းအနားဆုံးအဆောက်အအုံကြီးတွေဆက်လက်တည်ရှိကြတော့မှာမဟုတ်ပါဘူး။အောက်ဆီဂျင်ဟာပေါင်းစပ်ပစ္စည်းဖြစ်ပါဝင်ဆောင်ရွက်ပေးထားတဲ့အတွက်အောက်ဆီဂျင်မရှိလိုက်တာနဲ့ကွန်ကရစ်နဲ့တိဆောက်ထားတဲ့အရာအလုံးချက်ချင်းပြိုကျပစ္စည်းကုန်မှာပါ။ဒါ့အပြင်သတ္တုတွေကလည်းအောက်ဆီဂျင်မရှိတော့တဲ့အခါတစ်ခုနဲ့တစ်ခုပေါင်းစပ်ကုန်ကြပါလိမ့်မယ်။ကမ်းခြေမှာအပန်းဖြေနေကြသူတွေကလည်းနေလောင်ခြင်းကိုဆူဆူရွရွခံစားကြရပါလိမ့်မယ်။ ကဘာကိုပက်ကာယံပေးထားတဲ့အိုဆုံးလွှာကိုအောက်ဆီဂျင်နဲ့ပေါင်းဆက်ဖွဲ့စည်းထားပြီးအောက်ဆီဂျင်မရှိတော့တဲ့အခါ UV ray တွေကကဘာပေါ်ကိုတိုက်ရိုက်ကျရောက်လာမှဖြစ်ပါတယ်။လူသားတွေရဲ့အတွင်းနားကလည်းပောက်ကွဲထွက်သွားပါလိမ့်မယ်။အောက်ဆီဂျင်ပျောက်ဆုံးသွားတဲ့ဆိုတာလေရုဖိအားရဲ့27ရာခိုင်နှုန်းဆုံးရှုံးသွားတာပါ။ ကြည်တော့ပင်လယ်ရေမျက်နှာပြင်ကလည်းမီတာ2000လောက်ကျဆင်းသွားနိုင်တယ်လို့လူရည်ရဲ့နားစီကလည်း DPR ကိုလိုက်ရောညီထွေပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ဒါအပြင်အောက်ဆီဂျင်မရှိခြင်းကမီတောက်ချင်းကိုလည်းရပ်တန့်သွားစေပါတယ်။ဒီတော့နေ့စဉ်သုံးရှင်တွေမှာလျှက်စစ်စွမ်းအင်သုံးထားတာမျိုးမဟုတ်ရင်အကုန်ထိခိုက်ကုန်ကြပါလိမ့်မယ်။လေရင်မြန်တွေပြက်ကျကုန်မှာ ဖြစ်တယ်လို့တန်းနဲ့ချီနေတဲ့ကားတွေလည်းလမ်းပြည့်ပိတ်ရက်ကုန်ကြမှာပါ။ နေရဲ့အလင်းရောင်ကိုရောက်မြတ်ဟပ်ဖို့အတွက်လေထုထဲမှာအောက်ဆီဂျင်မရှိတော့တဲ့အခါကောင်းငင်ကလည်းမဲမောင်ကျသွားပါလိမ့်မယ်။ကမ္ဘာမြေလွှာရဲ့45ရာခိုင်နှုန်းဟာအောက်ဆီဂျင်နဲ့ဖွဲ့စည်းထားတာကြောင့်မြေလွှာကတထက်ချင်းကျွတ်ဆက်လိုက်လာပြီးနောက်ဆုံးကွဲကြေစရာမကျန်တော့တဲ့အထိတထက်ပြီးတထက်အပ်ကွဲကုန်တာကိုမြင်တွေ့ကြရမှာလည်းဖြစ်ပါတယ်။ဒီတော့5စက္ကန့်လောက်လေအောက်ဆီဂျင်ပျောက်ဆုံးခြင်းကကမ္ဘာပေါ်မှာသက်ရှိတကောင်းမှ မကျန်အောင်ပျက်စီးသွားစေမှာအံ့ဩစရာအမှန်တရားတစ်ခုပါပဲ။ ကန်ကောင်းတာကတော့လေထုထဲမှာအောက်ဆီဂျင်21ရာခိုင်နှုန်းကအခုထိရှိနေပါသေးတယ်။လူသားတွေအနေနဲ့ကဘာကြီးနဲ့သဘာဝတရားရဲ့ကျေးဇူးတင်စရာကောင်းမှုတွေကိုသိမြင်ပြီးကိုတက်နိုင်တဲ့ဘက်ကထိမ့်သိမ့်ကာကွယ်မှုတွေပြုလုပ်ပေးသင့်ပါတယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်။